တရားကတော့တရုတ်နဲ့အားပြိုင်မှုတွေရှိတဲ့အခါကျတော့ကျွန်တော်တို့ဒေါ်လာရဲ့ဖွဲ့စည်းတွေကိုအားပေးရှင်တဲ့ရောင်ရောင်အားမပေးရှင်တဲ့လူဖြစ်ပြီးတော့မှတရုတ်ကိုတိုက်ရိုက် not is policy ရရပေါ့နော်သူအတွက်လည်းခက်ပြန်တယ်ဆိုတော့မင်္ဂလာပါဆရာဒဂလက်တန်ဖို့ရဲ့ UN Women the Fair Program လေးမှာလာရောက်ပြီးတော့အချိန်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။အိန္ဒိယနိုင်ငံနေဖြစ်တဲ့ဥပမာအားဖြင့်တရုတ်၊ထိုင်း၊အိန္ဒိယစတဲ့အိန္ဒိယနိုင်ငံနေအနေနဲ့ဒီမြမတော်လှန်ရေးအပေါ်မှာဘယ်လိုတွေမြင်လဲလို့ဆရာအနေနဲ့သုံးသပ်တယ်လေပေါ့နော်။သူတို့ရဲ့ယက်တီချက်ကရောဒီတော်လှန်ရေးအောင်မြင်မှုအပေါ်မှာဟိုဘယ်လိုအကျိုးသက်ရောက်နိုင်ပါသလဲရှင်။ကျွန်တော်တို့နဲ့လုံးဝဆက်ဆက်နေတဲ့နိုင်ငံကြီးနဲ့နိုင်ငံတရုတ်နဲ့အိန္ဒိယရဲ့ပြီးတော့ထိုင်းရဲ့ဒီသုံးခုတွေကျွန်တော်တို့နိုင်ငံအပေါ်မှာကောင်းချင်းဆိုးချင်းကိုသုံးသပ်ရမယ်ဆို တော့တော်တော်လေးတော့ကျေပြတ်နေစီးရဲအရာရောနိုင်ငံကြီးအရာရော လက်ချက်တမစီအရာရောဒီပလိုမစီအပိုင်းမှာရောဆိုတော့ကျွန်တော်တို့နိုင်ငံကဒီသွင်းစစ်ဖြစ်လေပြိပက်ခများလေတရုတ်ကတော့အကျိုးစီးပွားဖြစ်နေပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာဒါတကယ်ကိုဒီသူအားလုံးအတွက်အသက်ဝင်နေနိုင်ငံတကာနဲ့ရှင်နိုင်နေအစိုးရတရားရှိတယ်ဆိုရင်ဒီတရုတ်ကဖန်နလန်နေရတော်တော်များများကိုအဆုံးရှုံးနေနိုင်ရမယ်ဆိုတာသူကသိတယ်။အဲ့ဒါကြောင့်တချို့ပြောတာတရုတ်ပြည်သူသမရမြန်မာနိုင်ငံလို့ဆိုပြီးတော့တကယ်တမ်းအဲ့လိုဖြစ်နေတာတရုတ်ကမြန်မာပြည်နိုင်ငံကြီးမှာကလုံးဝပါဝင်ပတ်သက်ဆော့ဖက်မှုကဒေါ်လာကြီး ရောနိုင်ငံကြီးအခင်အကျင်းလေးလာတုံးတက်တဲ့သူတိုင်းကတော့ဒီရှိနားလဲပါလိမ့်မယ်ဤသွင်းစစ်မြန်မာပြည်မှာဖြစ်လေရုပ်ကတော့အကျိုးစီးပွားဖြစ်လေပေါ့အိန္ဒိယကတော့ဒီမိုကရေစီနိုင်ငံချင်းတုံးတဲ့ခါကျတော့ဒေစစ်ပွဲပဲတော်လှန်ရေးအဖွဲ့အစည်းဘုံမှသူကအားပေးတဲ့နိုင်ငံမျိုးမဟုတ် ်ခိုင်းကြတော့လဲသူကလက်နဲ့ဖွဲ့စားလို့လို့အင်ပါရမတ်ကောင်းတဲ့နိုင်ငံတစ်ခုဖြစ်နေတာကိုကျွန်တော်တို့အင်းနီနာချင်းသုံးနိုင်ငံရဲ့ကျွန်တော်တို့အပေါ်မှာအကျိုးတက်ရောက်မှုကအင်းပြကတော့တရုတ်နဲ့အားပြိုင်မှုတွေရှိတဲ့အခါကျတော့ကျွန်တော်တို့ဒေါ်လာရဲ့ဖွဲ့စည်းတွေကိုအားပေးရှင်တရောင်ရောင်အားမပေးရှင်တလူဖြစ်ပြီးတော့မှတရုတ်ကိုတိုက်ရိုက် not is policy ရရပါတော့သူအတွက်လည်းခက်ပြန်တယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်ပြည်တွင်းစစ်ဖြစ်လေသူတို့အတွက်ကတော့အများနဲ့အမျက်ရှိနေတယ်လို့ပြောလို့ရပါတယ်ဒေတာသွင်းနိုင်ငံရဲ့အပိုင်းမှာမြန်မာပြည်နဲ့ပတ်သက်တဲ့အကျိုးတက်ရောက်မှုကိုတော့အဲ့လိုနဲ့ပဲကျွန် ကျွန်တော်အနေနဲ့သုံးသပ်ချင်ပ